Yes မင်္ဂလာပါဒီနေ့တော့ကတော့အဲဒီနေ့ကတော့ဒီ chapter 1ရဲ့နောက်ဆုံးပေါ့နော်အာ chapter 1ရဲ့နောက်ဆုံးမှာအာ lesson 6ပေါ့နော် lesson 6မှာကျွန်တော် export talk setting ကိုကျွန်တော်ဒီနေ့ပြပတာမှာဖြစ်ပါတယ် export talk ကကျွန်တော်ဘယ်လိုဘယ်လို export talk ရအောင်လဲ quality ဘယ်လိုရှိလဲကျွန်တော်ဘယ်လိုထိုင်ရမလဲဆိုဒီနေ့ကျွန်တော်ပြပတာမှာဖြစ်ပါတယ် okay အာဒါနဲ့ကျွန်တော်ရဲ့အာ basic code ကိုနေ့တိုင်းကြည့်ချင်ရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါ okay Let's go, bro. โอเคอ่าအခုကျွန်တော်တို့อ่า export ဆက်တင်มาဒီမှာနောက်ဆုံးနောက်ဆုံးဟာဗောနော်လေရင်ပြန်တုံးပြန်ပုံပုံတုံးပြန်အဲ့ဒါကိုကျွန်တော်တို့ဝင်ပြီးတော့ကျွန်တော်တို့ export ဆက်တင်มาဆိုတော့ဘယ်လိုอ่ะသူအပေါ်มาဒီအပေါ်ဆုံးมาဆိုဒီမှာကျွန်တော်တို့ဒါကကျွန်တော် custom ਨੇ ဗောနော်ဒီ custom export ရအပေါ်အာ export to see for export to see for but master hard drive အများကြီးဘာသူမှ preset ပေးတယ် youtube တော့ရော tiktok အတော့ရောပါ냐 ဒါဒီ preset ကိုတုံးလေးလဲရပါတော့ဗောနော်ဒါပေမဲ့ကျွန်တော်တခါမှတော့ကျွန်တော် preset ကိုမတုံးဘူးဗောနော်ဒီ exposure ဆိုတဲ့မှာအရေးကြီးဆုံးကကျွန်တော် final ပထမဆုံးဆို final ကျွန်တော်တို့နာမည်တက်ပေါ့နော်ပြီးတော့ location ပဲမှာ export ထုတ်မယ် browser မှာကိုထုတ်ချင်တဲ့နေရာကိုသူကို location ယူရေးဗောနော် okay ပြီးတော့ format မှာဆိုရင်အာအာကျွန်တော်က mv4 ထုတ်တာများတော့တခါလေ quick time နဲ့ထုတ်တဲ့အာအခါလေးရှိတာဗောနော် ဒါက MP4 က MP4 တော့ကတော့လူတိုင်းတော့အဆင်ပြေမယ်ကုတ်ကုတ်မှာဆိုရင်ကုတ်တက်မှာဆိုရင်ကျွန်တော်တို့အာ i24 ဘောနော် i i24 နဲ့ယူပါဒီ i24 25အကြောင်းကိုသိချင်ရင်လေကျွန်တော် YouTube အပေါ်မှာလာမသိဘူးနော်အဲအဲ့ဒါကကျွန်တော် i sport center ကအသေးစိတ်ကျွန်တော်ပြောပြထားပြောပြထားတာရှိတာဘောနော်အဲ့ဒါတော့တစ်ချက်တော့ကြည့်ပေးပါပြတော့ကျွန်တော်တို့ဒီ resolution မှာဆိုရင်ကျွန်တော်တို့ 4K နဲ့ကျွန်တော်တို့ထောက်ပါမယ်နော် 4K resolution မှာကျွန်တော်တို့ 4K နဲ့ထောက်ပါမယ် 4K ခဟော 4K နဲ့ကျွန်တော်ထုတ်ပါမယ်ပြီးတော့ frame rate မှာ24 frame per second ပါနော်အာ24 frame per second နဲ့ထုတ်မယ်ဒီကျွန်တော်ဥမာ online မှာ YouTube မှာဖြစ်ဖြစ် online မှာဖြစ်ဖြစ်ကျွန်တော်ဒီတိုင်းတင်မယ်လို့တော့ဆိုရင် auto နဲ့လည်းရပါတယ်ဒီတိုင်း auto နဲ့လည်းရပါတယ်ကျွန်တော် auto နဲ့လည်းရပါတယ်ပြီးတော့ auto နဲ့လုပ်လည်းအဆင်ပြေတာပါနော် auto နဲ့လုပ် advanced setting မှာဆိုရင်ကျွန်တော်ဒီက color space မှာဆိုရင် ရာရာဆာဗာအွန်လိုင်းယူပြီးတော့ကာမာတက်စ်မှာဆိုရင်ရာဆာဗာအွန်လိုင်းအေကိုယူပြီးပေါ့နော်ရာဆာဗာအွန်လိုင်းကိုယူပြီးဖို့ကျွန်တော်အာ recommend ပေးချင်တာပေါ့နော် okay ကိုကနောက်နောက်တစ်နောက်ထပ်တစ်စသူကဟိုမှာဆိုကျွန်တော်တို့အခြားအခြား platform မှာဖြစ်ဖြစ် base rate များများကြော်ညာတော့ဘာလို့တင်ချင်တဲ့လူတွေတော့ဆိုရင်တော့ကျွန်တော်တို့ဒီ base rate ကိုနောက်နောက်ဒါနောက် second ပေါ့24 frame per second နဲ့ရိုက်ထားရဲဆိုရင်ကျွန်တော်နှစ်ဆပေါ့လို့၄၈၀၀၀ပေါ့နော် KPS ဆိုလေးတောင်းချောင်း KPS နဲ့တို့တို့အာဒီပြန်ပြီးတော့ဒါကအာခြားခြားဒါကဒုတိယအနေနဲ့နော်ကျွန်တော်ထုတ်လိုက်ရတော့ break ပုံများပါတော့ဗောနော် break ပုံများ give ပုံများတာဗောနော် okay အဲ့မျိုးကျွန်တော်ရွေးချယ်လို့ရပါအရေးကြီးဆုံးကကျွန်တော် color မှန်စင်ရင် color speed color filter နဲ့ color gamma tab ကို color speed tab မှာဆို reservoir online ကိုရွေးပြီးတော့အာ gamma tab reservoir online ကိုရွေးပေးပါအခြားအခြားဟာက default အနေနဲ့ကျွန်တော်တို့ထားလို့ရပါတယ်။ Okay Instagram တို့ TikTok တို့မှာဆိုကျွန်တော်တို့ တင်ချင်တယ်လို့တော့ဆိုရင်ကျွန်တော်တို့ဝေအာကျွန်တော်ကျွန်တော်အတွေ့အကြုံရပါเนาะအာကျွန်တော်တွေ့အကြုံရကျွန်တော်ကြည့်ခဲ့ပူတဲ့အာတော်တော်များများ tutorial ရဆိုရင်တော့ကျွန်တော် 4K နဲ့မထုတ်ကြဘူးဗောနော်ကျွန်တော်တို့ 1080p နဲ့ထုတ်ကြတာများတာဗောနော် TikTok နဲ့ဒီဘာလို့ဆိုတော့ဒီအာ TikTok video ပဲ TikTok ကလည်းသူက 1080p ကိုပဲလို့သူလည်းခံတယ် Instagram 1080p 1080p လို့သူပဲလည်းခံတယ်ဆိုတော့ကျွန်တော်တို့ Instagram မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်ကျွန်တော်တို့ထုတ်မယ်ဆိုရင်ကျွန်တော်တို့အမှ ာတက်တော့မှဆိုရင်လည်း virtual resolution ကျွန်တော်ယူလိုက်ပါတော့အမှန်ချက်ချလိုက်တာပြီးတော့ဒါကိုတထောင်တထောင်လောက်ပဲတထောင်လောက်ပဲထားပါတော့တထောင်လောက်ပဲထားပါအဲ့ဒါကအာ TikTok တို့အာတို့ရဲ့ the bright တို့တို့လို့တို့ရဲ့တတ်မှတ်ထားတဲ့ bright တခုအနေနဲ့ဒါပါတော့ TikTok တို့ Instagram တို့တို့တတ်မှတ်ထား bright ပါတော့အဲ့လောက်ဆိုရင်ကျတော့အဆင်ပြေပါပြီ Okay random call လိုက်ကျွန်တော်ဆက်လေးပါ Sorry เนาะ random random call အောက်က random call လိုက်ပြီးတော့ random all ပြန်ခောက်လိုက်ပြီးတော့အာ export ထောက်လိုက်အာဒီဒီလောက်ပါပဲ okay အာကျွန်တော်ရဲ့ course ကိုနေတိုင်းကြည့်ရှင်ရင်ကျွန်တော် YouTube channel subscribe လုပ်ပြီးတော့ကျွန်တော် page ကို like follow လုပ်ပေးကြပါအားလုံးပဲကောင်းချီးမျိုးစုံနဲ့ပိုင်ဆိုင်ကြပါစေဘလို့ဖြစ်တာလဲဆက်က၄ပါလက်ဖန်နေ okay bye bye